5နှစ်ရှိပြီဗျာဒီဘက်မှာတော့ဒီဘက်မှာတော့4နှစ်4နှစ်ပဲရှိသေးတယ်ဟိုဟိုဘက်မှာဖွင့်ထားသေးတယ်ရှိတယ်အရင်တော့17နှစ်လောက်ကဟိုဘက်မှာဖွင့်တယ်ဟာလေဝတ်ထည့်လို့မရှိပါဘူးအမေကိုငငယ်တည်းကငရုတ်တီးထောင်းပြီးတော့

ပါဆယ်လဲရတယ်စားပွဲလဲရတယ်ပါဆယ်ဆိုရင်ဘူးလေးတွေနဲ့ဒီလိုမျိုးတက်တက်ရက်တက်တက်ရက်ဒီလိုမျိုးပါဆယ်ထည့်ပေးတယ်လို့ဘူးပါကင်နဲ့ထည့်ပေးတယ်ကြွကြွကြီးနဲ့မတော်ဘူးကိုရမင်္ဂလာပါညီမလေးနေကြည်ဦးမြန်မာထမင်းဆိုင်ပေါ့ကိုဝင်းမင်းဦးပါဟာ15နှစ်ရှိပြီဗျဒီဘက်မှာတော့ဒီဘက်မှာတော့၄နှစ်၄နှစ်ပဲရှိသေးတယ်ဟိုဟိုဘက်မှာဖွင့်ထားသေးရရှိတယ်အရင်တော့17နှစ်လောက်ကဟိုဘက်မှာဖွင့်တာဟာတိတိလေးပဲ ဝါးရဲလေးနဲ့ဟမ်ဒီလိုပဲစူးစမ်းရင်းနဲ့ဖြစ်လာဟိုကဝယ်နိုင်သွားတာပေါ့သူပတ်စံစူးရင်းနဲ့အော်စူးစမ်းရတာတော့လူတိုင်းစူးစမ်းရတာပဲလေအဲအဓိကတော့ယူယူစားနဲ့စူးစမ်းပြီးတော့စူလာတာပါအားလုံးဟုတ်နေနေနေဒီလိုပဲစူးရတာပဲလေစူးလိုက်အဲနောက်ဆုံးဒီခြံလေးကိုဝယ်ခြင်းလို့ရှိရင်ရှိတဲ့ပတ်စံနဲ့ဟိုဟာလေးရောင်းလိုက်ရွှေလေးစူးလိုက်လူတွေပတ်စံအကျွေးအကျွေးယူလိုက် ဝယ်ထားလိုက်အဲ့လိုပဲပေါ့။အောင်မြောင်တော့တော်တော်ကြိုးစားရတာပေါ့။ကြိုးစားရတော့။နှုတ်ဝက်ချက်တွေတော့မရှိပါဘူး။အားလုံးမညာဘူးပေါ့။စားသုံးသူမညာဘူး။လူတွေညာလို့ရတယ်။ရှားညာလို့မရဘူး။ဒါပဲ။အချီရအဲ့ဒါ။အမေကိုငငယ်တည်းကငရုတ်သီးထောင်းပြီးတော့ကြီးလာ။အမေလက်ရပဲဒါ။အောင်ဘူးရှိမှမတင်။အမေတင်လာတာ။အမေကို73နှစ်ရှိပြီ။ ဟင်းမချက်ခိုင်းတော့နေတိုင်းအသားနှမျိုးငါးနှမျိုးသွားပူရမကောင်းရင်လမ်းဆူတပည့်တွေရှိတာပေါ့ရတာတော့ကိုပဲထိန်းတာအားလုံးအမေခုမြင်တဲ့တိုင်းပေါ့ဒါနေတိုင်းရတဲ့ဟာတွေရဒီဟင်းတွေကနေတိုင်းရ50 60လောက်ရှိတယ်နေ့စဉ်နဲ့အဲအကုန်ကောင်းတယ်အကုန်လုံးစားသုံးမှုကြိုက်တဲ့ဟင်းတွေအကုန်လုံးအမားမခံလက်ရအပြတ်မခံ ဒါကြောင့်လည်းဒီလောက်ထိဖြစ်လာတာပေါ့အဲသူသူကကြိုက်နေတူပေါ့နော်ဥမာဆိုငမွေလိုကြိုက်တဲ့လူဆိုငမွေလိုစားတယ်အဲတချို့ကငရဲအောင်စားတယ်တချို့ကငရှင်စားတယ်ငါတလောက်စားတယ်မျိုးစုံပဲပေါ့မျိုးစုံပဲတချို့ကအေးငါမစားဘူးအသားစားတယ်ဆိုရင်အသားဒီဘက်မှာအသားလိုင်းရငါးတွေကတော့များတာပေါ့ငါအမေ30လောက်ရှိတယ်ကိုကြီးကထိမ့်သိမ့်နေရင်ကောင်မနာအောင်တခခုပေါ့အားလုံးဒီဆိုင်ဝင်နှန်းနေရတာတန်ရှင်းအောင်ထားတာအဲ့ဒါကြောင့်ပွဲလိုက်ပေါ့ပါဆယ်လဲရတယ် စားပွဲလေးရတယ်ပါဆယ်ဆိုရင်ဘူးလေးတွေနဲ့ဒီလိုမျိုးတသက်ရက်တသက်ရက်ဒီလိုမျိုးပါဆယ်ထည့်ပေးတယ်လို့ဘူးပါကင်နဲ့ထည့်ပေးတယ်ကြွကြွကြီးနဲ့မတော်ဘူးကိုရထွက်တယ်ဒါစက်သားကြောက်လေးဒါဖုတ်တာ ready ဖုတ်တာစက်သားကြောက်9000ခင်းနေရောအသာစားပဲအသာသာစိတ်သားတို့ပါလို့ဆို9500ငါတလောက်ဥလို့ပါလို့ဆို1000ကျွဲအာ2000မျိုးစုံမရှိရငရှင်းဆိုရင်9000ငါခုဆို9000အဲ့လိုမျိုးဒါဆိုငကြင်းပေါင်း ဒါဆိုငါတလောက်ပေါင်းငါတလောက်ဆိုလဲကျွန်တော်တို့ကအကောင့်သေးကိုမပေါင်းအကောင့်ကြီးအဲ့လိုအတုံးကြီးကိုဒီလိုအကောင့်ကြီးတွေကိုတုံးလို့အဲ့ရှေ့ရပဲရှိရတပွဲမှာလုံခဲ့15နှစ်ဆိုဟောရှေ့ရ1200တလောက်ပဲအဲ့ရနေရတဖြည်းဖြည်းကုန်သိန်းလုံးပြောင်းလဲကြောင့်အဲတဖြည်းဖြည်းမြင့်လာတာပေါ့အခုဆိုရင်6500 6500အဝစာရောင်းလာလိုက်ပွဲနဲ့မဟုတ်အဝစာအဝအဝစာစိုက်တလောက်စာပါရတယ် ခင်းတော့မရဘူးပေါ့ကျတဲ့အဲချပေးထားတဲ့အရေးတော့ငပီးတိုးစရာအဲအသီးရွက်အတုပ်အဲ့ဒါတွေဒီအဝစားခင်းရတော့တမဲပေါ့အရင်ကျေးဇူးတင်ပါတယ်လို့ customer အားလုံးဒါထမင်းရှင်ပဲလေကိုယ်ကတမင်းကိုတယောက်တည်းအတွက်မဟုတ်ဘူးကိုမှမိနေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်သူတို့တော့ပေါ့အခုကဝန်ထမ်းမိသားစုဆိုင်ပဲပေါ့အဓိကမိသားစုကပဲတူတွေတူမတွေတူတွေတူမတွေနဲ့ဝန်ထမ်း9ယောက်လောက်ပဲရှိတယ် ျန်တာတွေကကို့မိသားစုပဲအားလုံးကဟုတ်တယ်ဟုတ်တယ်ဘာလုံးမှမရှိဒါပဲဝမ်းသာပါတယ်အားလုံးပေါ့အားလုံးဝမ်းသာတယ်ဘာလို့ဆိုတော့ကို့မိတဲ့ကလေးတွေရောရွာရွာကရှိတဲ့ကလေးတွေရောအကုန်လုံးရွာဆိုတာသူတို့မိဘတွေအကုန်လုံးရွာမှာရှိကြတယ်လေအဲကိုကကိုသူတယောက်ဖြစ်တဲ့ခါကျဝမ်းသာမမှန်ပါဘူးသေးတယ်ဆိုတော့အဲရောင်းတဲ့နေ့လည်းရောင်းတယ်ကြမ်းတဲ့နေ့လည်းကြမ်းကြံရင်တော့ဟင်းကိုကျွန်တော်ကဒီကလေးစားဖို့တော့အကုန်ခြံတာဘယ်တော့မှပြန်မထည့်ဘူး ဟင်းအဟောင်းဆိုတာကျွန်တော်မှမရှိဘူး။တန်ကမနဲ့9နိုင်လောက်ဆိုဟင်းကစုံပြီးကုံရရက်လိုက်ပြီ။ကုံနေစားနဲ့ရက်လိုက်ပြီ။ဟိုဆက်မချက်တော့ကလေးတွေလည်းနားလို့ရအောင်ကုံသွားပြီးသားနဲ့ရက်လိုက်ပြီအားလုံး။မှန်တာပေါ့အဲ့လိုပဲပြောရမှာပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကပြောသလိုပေါ့အစားသုံးသူကိုမညာကျွန်တော်အဓိကရှာဖို့မညာကျွန်တော်ထမင်းဟင်းရောင်းနေကြတော့ကျွန်တော်မကောင်းပြောတာအဓိရှာပဲ။ကောင်းနေပြောတာအဓိရှာပဲ။ဒါပဲ။ရှာဖို့ညာလို့မရဘူး။ ဘိုးချုပ်လမ်းမပေါ်တန်လမ်းမှတ်တိုင်းမနေ့9နိုင်လောက်ဆိုဆုံးပါပြီနေ့လေ3နိုင်လောက်ဆိုဟင်းကကုံတလောက်ဖြစ်သွားပါပြီခင်ဗျာဟောလာခဲ့ပါလို့နူးနူးထူးထူးနဲ့ကြွဆိုပါတယ်လို့အားလုံးစားကောင်းစေရမယ်လို့စားကောင်းတယ်ဆိုတာတီးဖို့ကတော့စားကြည့်ဖို့လိုတယ်နော်လို့